နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ကရင်မျိုးသားစီယုံခရင်ညူဖွဲ့စီပုံမဲ့လက်နက်ပစ္စည်းတွေနဲ့အတူပို့ဆောင်ပေးတဲ့ထိုင်းနိုင်ငံသား၂ဦးချင်းမိုင်မှာဖမ်းဆီးခံရတယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြပါဗယ်။ဧပြီလ22ရက်နေ့နေ့လယ်ပိုင်းကစုထိတ်ဒေသမှာရဲတပ်ဖွဲ့တွေဂိတ်ချစစ်ဆေးနေချိန် Toyota ပစ်ကပ်ကားတစ်စီးကိုမတင်ကာလို့တားဆီးစစ်ဆေးတာကနေလက်နက်တွေနဲ့အတူဖမ်းဆီးခံရတာပါ။ ဖန်စီခံရသူတွေဟာအသက်29နှစ်နဲ့28နှစ်အရွယ်တွေဖြစ်ကြပြီးမဲဟောင်ဆောင်ဒေသခံတွေဖြစ်တယ်လို့တည်င်းတွေမှာဖော်ပြထားပါဗျ။သူတို့ဟာလက်နက်ပစ္စည်းတွေကိုကားအနောက်ဘက်မှာပုံးတွေနဲ့ထည့်သည်လာတာဖြစ်ပြီးပုံးတွေထဲမှာ AR rifle 10လက်၊ကြီကတ်10ခုနဲ့ဘုံးသီး3လောင်းချ14လက်တို့ကိုစစ်ဆေးတွေ့ရှိခဲ့ပါဗျ။လက်နက်ပစ္စည်းတွေကိုချင်းမိုင်မျိုးကနေတဆင့်မဟောင်ဆောင်နယ်ဆက်ကခရမ်းညုံအဖွဲ့ရေးစီပို့ပေးရမှာဖြစ်တယ်လို့ပို့ဆောင်သူနှစ်ဦးကရဲတပ်ဖွဲ့စီထွက်ဆိုထားပါဗျ။ ပို့ဆောင်ခအနေနဲ့တချင်ကိုဘက်8000ကနေ9000ကြားရပြီးပို့ပေးနေတာ3ချင်အထိရှိပြီလို့ဆိုပါတယ်။လက်ရှိမှာဖန်စီခံရသူနှစ်ဦးကိုဥပဒေအရဆက်လက်စစ်ဆေးမေးမြန်းသွားမှာဖြစ်ပြီးဖူးပင်ကရချာနေဝက်ရဲစခန်းကိုပို့ဆောင်ထားတယ်လို့ဖော်ပြထားပါတယ်။